ဒီ channel မှာကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုပဲမျှဝေပေးတော့မှာဖြစ်တဲ့အတွက်အားလုံးလည်းနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆောင်းမယ်။နိုင်ငံနိုင်ငံတိုင်းမှာစစ်ပွဲတွေမျိုးစုံဆင်နွှဲခဲ့ရဖူးပြီမယ်။ Australia နိုင်ငံကတော့သူများတဲ့တမူထူးခြားပြီးငက်ကလောက်တွေနဲ့စစ်ပွဲဆင်နွှဲခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီဖြစ်ပျက်ကတကယ်ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်အနောက် Australia ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ ပထမကဘာစစ်ပြီးတဲ့နောက်မှာအဲ့ဒီဒေသမှာဘေယာမျိုးတွေလောက်ကန်ဖို့အတွက်အစိုးရရဲ့ကူညီအားပေးမှုနဲ့စတင်လောက်ကန်ခဲ့ကြပါတယ်။သူတို့ဟာဂျုံစိုက်ပျိုးရေးကိုအဓိကလောက်ကန်ခဲ့ကြပြီးအရာအားလုံးဟာအဆင်ပြေနေပုံရပြီမယ်။မကြခင်မှာပဲ သူတို့ဟာမထင်မထားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ရပါတော့တယ်။အဲ့ဒါကတော့တခြားမဟုတ်ဒီဇက်လန်ရဲ့ဇက်လိုက်ကျော်ငက်ကလေးတွေပါ။ ငက်ကလောက်တွေဟာအုပ်စုလိုက်ရာနဲ့ချီလေတွေတဲကိုဝင်လာပြီးစိုက်ပြိုးထားတဲ့ဂျုံတွေကိုစားတောက်နေသည့်အပြင်လေကန်သင်းတွေကိုလည်းဖြစ်စီဖြစ်ကြပါတယ်။ဒါကြောင့်လေသမားတွေဟာလှုပ်အားနဲ့ငွေကြီးတွေကိုဆုံရှုံခဲ့ရပြီးတော်တော်လေးလေးစိတ်ဒုက္ခရောက်ခဲ့ကြပါတယ်။လေသမားတွေကအစပိုင်းမှာသူတို့ဘာသာသူတို့ငက်ကလောက်တွေကိုနှိမ်နှင်းဖို့ကြိုးစားခဲ့ကြပြီမယ်။ငက်ကလောက်တွေဟာအယမ်းမြန်ဆန်ပြီးအရေအတွက်ကလည်းများလွန်းတာကြောင့်သူတို့ရဲ့ကြိုးစားမှုတွေဟာအရာမတင်လာတဲ့နောက်ဆုံး အစိုးရကိုအကူအညီတောင်းခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီအရာကပဲတစ်ချိန်မှာသမိုင်းတွင်လာမယ့်ငတ်ကလအုပ်စစ်ပွဲရဲ့ဇလံအစပဲဆိုရပါတော့မယ်။အဲ့ဒီအချိန်တုန်းကဩစတြေးလျကာကွယ်ရေးဝန်ကြီးရဲ့နာမည်က George Pirat တဲ့။သူကလေသမားတွေရဲ့တောင်းဆိုမှုကိုနားထောင်ပြီးတော်တော်လေးယူကြကြောင်နိုင်တဲ့ operation တစ်ခုကိုစလိုက်ပါလေ။သူကငတ်ကလအုပ်တွေကိုနှိမ်နှင်းဖို့အတွက် နိုင်ငံတော်အဆင့်ငက်ကလအုပ်ချင်းမုံကြီးစစ်ပွဲကို စတင်လိုက်တာပါဒီလိုနဲ့ဩစတြေးလျစစ်သားတွေဟာလက်နက်အပြည့်စုံနဲ့အနောက်ဩစတြေးလျပြည်နယ်ကိုရောက်ရှိလာပြီး1932ခုနှစ်နိုဝင်ဘာလမှာကဘာကျော်နဲ့ငက်ကလအုပ်ချင်းမုံကြီးစစ်ပွဲကိုစတင်ပါတော့လေစစ်သားတွေဟာ2000ကျော်လောက်ရှိတဲ့ငက်ကလအုပ်တွေကိုလိုက်လံပစ်ခတ်ကြပြီးမယ်မမျော်လင့်ထားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပါတယ်အဲ့ဒါကတော့ငက်ကလအုပ်တွေဟာအယမ်းမြန်ဆန်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဖအသားတွေလို့ညံမတုံးကြလို့ပါသူတို့ဟာစစ်သားတွေရဲ့လှုပ်ရှားမှုကိုအကဲခတ်နိုင်ပြီးအုပ်စုငယ်လေးတွေခွဲကရှောင်းနိုင်တိမ့်နိုင်ကြပါလေဒါပြင်ပူဆိုးတာကသူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရကြည်စံတွေကိုလည်းတော်တော်လေးခံနိုင်ရင်ရှိပုံရတဲ့အတွက်ပထမဦးဆုံးတိုက်ခိုက်တဲ့နေ့မှာတင် လုံးဝအောင်မြင်မှုမရပဲငှက်ကလေးအနေငယ်ကိုသာတက်ဖြတ်နိုင်ခဲ့ကြပါလေ။ နောက်ရက်တွေမှာလည်းစစ်သားတွေဟာငက်ကလေးတွေကိုထပ်ပြီးတတ်ဖို့အတွက်ရှာဖွေစူးစမ်းခဲ့ကြပြီမြင်အချင်းနှီးသာဖြစ်ခဲ့ရပါလိမ့်ဒီလိုနဲ့ရက်တော်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့စစ်တပ်ခေါင်းဆောင်ဗိုလ်မှူးမာရက်ကသူတို့ရဲ့အထက်ရာရှိတွေစီကိုအစီရင်ခံစာတင်ပြလိုက်ပါတော့တယ်သူရဲ့အစီရင်ခံစာမှာငက်ကလေးတွေဟာတော်တော်လေးတာမာပြီးစစ်သားတွေရဲ့လက်နက်တွေကိုတောင်းပြောင်းသလိုမျိုးဖြစ်နေတယ်လို့យေတာခဲ့သည့်အပြင်ဒီစစ်စင်ရေးဟာ အောင်မြင်ဖို့မလွယ်ဘူးလို့လည်းမှတ်ချက်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ကာကွယ်ရေးဝန်ကြီး George ကဒီစစ်ပွဲကိုရက်ဆိုင်ဖို့အမိန့်ပေးခဲ့ပြီးရက်အနေငယ်ကြာတိုက်ခတ်ခဲ့တဲ့ဒီစစ်ပွဲမှာငှက်ကလေးတို့အနိုင်ရရှိခဲ့ပါတယ်။